ဒီနေရာမှာဘာကြောင့်တရားအထုတ်ကြတာတော့ဘာကြောင့်တရားထိုင်ကြတာတော့တရားအထုတ်ခြင်းရဲ့ရည်ရွယ်ချက်တရားထိုင်ခြင်းရဲ့ရည်ရွယ်ချက်ကဘာလဲလို့အကြောင်းမျက်စိစစ်ကြည့်မယ်ဆိုလို့ရှိရင်အဘယ်ဝဆင်းရဲတန်လျာဝဆင်းရဲဒီဝဆင်းရဲတွေချုပ်ငိမ့်သွားစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့တရားအထုတ်ကြရတာပါတရားဓမ္မတို့ဥရှင်တို့တွေမှာ ဆင်းရဲဒုက္ခတွေနဲ့နေကြရအပေလေးပါးကိုရောက်ရရောက်ကြောင်းအကုသိုလ်အကောင်းအကုသိုလ်အကြောင်းတရားတွေကိုလည်းပဲပြုထားကြတာရှိတယ်ပေလေးပါးရောက်ရရောက်ကြောင်းအကုသိုလ်မကောင်းမှုတွေကိုပြုလက်တတ်နေလည်းရှိတယ်တက္ကရာဒိဋ္ဌိကိုမပယ်ခွာရသေးတော့အပေဒုက္ခရောက်ရရောက်ကြောင်းအလုပ်တွေကိုလှုပ်ထားတာလည်းရှိတယ် လောက်ကြအုံးမဲ့အနေထားမှလည်းရှိတယ်။ဒါကြောင့်အလွန်ဆင်းရဲတဲ့ရတိစ္ဆန်တိတာအတုကေဆိုတဲ့ပေလေးကိုတရားဓမ္မတို့အရှင်တို့ပုထုရှင်တွေကဇေယျမပြတ်ကြသေးဘူးပေါ့။နောက်ပြီးတော့အလွန်ဆင်းရဲတဲ့ဘဝတန်တရားဝိဒုက္ခနဲ့လည်းပဲဇေယျမပြတ်ကြသေးဘူး။ဒီဒုက္ခတွေချုပ်ငြိမ်းဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့အဓိကရည်ရွယ်ချက်ပေါ့။ ြင်းတို့ဓာရီကိုရလိုတဲ့စိတ်ဒီဒုက္ခတွေငြိမ်းလိုတဲ့စိတ်နဲ့တရားအထုတ်ကြတယ်ဆိုပေမဲ့လို့လည်းပဲကြားထဲမှာလူဝါရှင်သန်နေရတဲ့အခိုက်အတန့်မှာနှလုံးစေဝံငြိမ်းချမ်းသေးဖို့ဟောစိတ်နှလုံးချမ်းချမ်းသာသာကြည်ကြည်လင်းလင်းရှိသေးဖို့အဲ့လိုအကျိုးတရားတွေကိုလည်းပဲဒါကမ္မထံတရားအထုတ်ခြင်းဖြင့်ရနိုင်နေပေါ့ဘေဒဘောင်သူတော်ဘောင်တို့ရဲ့စိတ်ထဲမှာ ဒီလိုအကျိုးကျေးဇူးတွေရလိမ့်မယ်လို့လည်းပဲယုံကြည်မှုရှိကြပြီးသားပါအဓိကရည်ရတာကတော့အပေဝဆင်းရဲ့တန်လျာဝဆင်းရဲကလူငိမ့်ချမ်းသာခွင့်ရဖို့အဲ့ဒီအဓိကရည်ရခြင်းနဲ့ကြိုးစားအထောက်ကြတဲ့နေရာမှာကြိုးစားအထောက်နေတဲ့အခိုက်တန့်ဒီလူဘဝကိုဖြတ်သန်းနေတဲ့အခိုက်တန့်မှာလည်းပဲနှလုံးစေဝံငြိမ်းချမ်းခြင်းအစရှိတဲ့အကောင်းကျိုးချမ်းသာတွေကိုမရနိုင်ဘူးလားရနိုင်တယ် တဲ့ဒီနေရာမှာဥရှင်တို့ဆင်းရဲဒုက္ခတွေဟာဘာကြောင့်ဖြစ်နေတာတော့လို့အကြောင်းရှာမယ်ဆိုလို့ရှိရင်အဓိကလက်သေးတရားခံကလောဘပဲနော်ဖြစ်ခြင်းနဲ့ရခြင်းနဲ့လူခြင်းနဲ့တွေ့တာနဲ့မမောတယ်ဆိုတဲ့လောဘအဲ့ဒီလောဘတည်ဒုက္ခအလုံးတို့ရဲ့အခြေခံအကြောင်းတရား ဒီပြင်ဒီပြင်ဒေါသတို့မာနတို့အဆန့်ရှိတဲ့ကိလေသာတို့ကြောင့်လည်းပဲဒုက္ခဖြစ်ပါတယ်မဖြစ်ဘူးလို့မဆိုလို့သို့သောလောဘကတော့အဓိကအကြောင်းတရားဒါကြောင့်မြတ်စွာဘုရားကသမုဒိယသစ္စာဒုက္ခဖြစ်ခြင်းရဲ့အကြောင်းသမုဒိယသစ္စာတရားကိုကောက်တဲ့အခါကျတော့ဘာကိုကောက်ထားတော့လောဘကိုကောက်ထားတယ်သမုဒိယသစ္စာအရာဘာကိုတရားကိုကောက်ထားတယ်လောဘကိုကောက်ထားတယ်လောဘသည် ဒုက္ခဖြစ်ခြင်းရဲ့အဓိကအကြောင်းတရားပဲဒါနဲ့အဲ့ဒီလောဘဟာဘာကြောင့်ဖြစ်တုံးလို့ဆိုရင်ခန္ဓာရဲ့သဘောလောကရဲ့သဘောကိုအမှန်တိုင်းမသိလို့မမြင်လို့လောဘဆိုတာဖြစ်တာဒါထက်ပိုပြီးတော့ရှင်းရှင်းပြောရရင်လူကျင်နေရခြင်းနဲ့ဖြစ်ခြင်းနဲ့ဆိုတဲ့လောဘဘာကြောင့်ဖြစ်လဲလို့မေးရင်ကောင်းတယ်ထင်လို့ဖြစ်ကြတာပါ ကောင်းတယ်ထင်လို့လူကျင်ကြတာကောင်းတယ်ထင်လို့ရခြင်းကြတာတကယ်တမ်းဘဝဆိုတာက ောင်းတဲ့သဘောမရှိဘူးလို့ဘုရားရဏာရိယသူတော်ကောင်းကြီးတွေတပွားပွားပြောခဲ့တာမရှိဘူးလားသူတို့ခန္ဓာပဲဖြစ်ဖြစ်ကိုယ်ခန္ဓာပဲဖြစ်ဖြစ်သူခန္ဓာပဲဖြစ်ဖြစ်ကိုယ်ဘဝပဲဖြစ်ဖြစ်သူ့ဘဝပဲဖြစ်ဖြစ်ဘယ်ဘဝပဲဖြစ်ဖြစ်တကယ်တမ်းကတော့ဒုက္ခသစ္စာဆင်းရဲခြင်းတရားမြတ်တာဖြစ်တယ်ဆိုတာဒါမျက်စွာဘုရားအကြီးမုံများစွာ မပြောခဲ့ဘူးလားပြောခဲ့တယ်အေးအဲ့ဒီဘဝဟာမကောင်းတဲ့ဒုက္ခသစ္စာဖြစ်ပါလေခင်တဲ့ ဒကာဓမ္မတို့ဥချင်းတို့တည်းဟာအဲ့ဒီဒုက္ခသစ္စာဘဝရဲ့မကောင်းတဲ့သဘောတွေကိုမသိတဲ့နားမလည်တဲ့အတွက်ကြောင့်ဘဝရဲ့ပုံမှန်တွေ့တာနဲ့မမောတဲ့ခင်တွေ့တဲ့ဆိုတဲ့လောဘဖြစ်ရတယ်။အဲ့ဒီလောဘဖြစ်နေတဲ့မြန်လည်းပဲဒုက္ခကိုကိုယ်ဘလောက်ပဲမရချင်ဘူးလို့ဆိုဆိုဒုက္ခတွေကတော့ရနေမှာပဲဒုက္ခတွေကတော့တွေ့နေမှာပဲပေါ့ဟုတ်လားအဲ့ဒီတော့လောဘမဖြစ်အောင်မလိုရမှာတော့ဆိုတော့ဘဝရဲ့အကြောင်းကိုအမှန်တိုင်းသိအောင်ကြိုးစားအထောက်ရ ဘဝမကောင်းဘူးဆိုတဲ့သဘောဘဝဟာဆင်းရဲတယ်ဆိုတဲ့သဘောကိုအမှန်တိုင်သိအောင်မြင်အောင်ကြိုးစားအထောက်ရမယ်။ဟုတ်လား။အခုအဲ့ဒီသဘောကိုသိအောင်လို့မိမိရဲ့ခန္ဓာကိုဒါတိပဋ္ဌာန်ဒေသနာတော်နီးနဲ့အညီဘဝဟာဆင်းရဲတယ်ဘဝဟာဒုက္ခဖြစ်တယ်ဆိုတာကိုသိအောင်မြင်အောင်လို့အခုကမ္မထန်တရားကိုကြိုးစားအထောက်ကြရမယ်။ဟုတ်လား။ဒါကြောင့်ဒီခန္ဓာမှာဘယ်လိုသဘောဝတွေပဲဖြစ်ပေါ်ဖြစ်ပေါ်လာလား သတိဥစည်းပြီးတော့ဖြစ်တိုင်းဖြစ်တိုင်းတိ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 နေအောင်စ조사အထုတ်ကြရတာအဲ့ဒါတရားအထုတ်ခြင်းရဲ့ဟောတရားအထုတ်ပုံအချင်းကျုပ်လို့လည်းပဲပြောလို့ရတယ်နော်ဒီခန္ဓာမှာရုပ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်နာမ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်ခံစားမှုအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ချမ်းသာတဲ့ဒုက္ခဝေဒနာတွေပဲဖြစ်ဖြစ်ဆင်းရဲတဲ့ဒုက္ခဝေဒနာတွေပဲဖြစ်ဖြစ်အရက်စကားနဲ့ပြောရမယ်ဆိုရင်စိတ်တိုင်းကြတာတွေပဲဖြစ်ဖြစ် စိတ်တိုင်းမကြတာတွေပဲဖြစ်ဖြစ်ဘာတွေပဲဖြစ်ဖြစ်ဖြစ်တိုင်းဖြစ်တိုင်းတိ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 နေအောင်ကြိုးစားအားထုတ်ပါဟုတ်လားအဲ့ဒါလိုဖြစ်တိုင်းဖြစ်တိုင်းတိ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 နေအောင်ကြိုးစားအားထုတ်မယ်ဆိုလို့ရှိရင်ရှုမှတ်နေမယ်ဆိုလို့ရှိရင်ဉာဏ်ပညာဟာတဖြည်းဖြည်းနဲ့ရှင်မာလာဖြစ်ပေါ်လာတဲ့သဘာဝတရားတွေဟာချုပ်ပြောက်သွားတဲ့အရာမျှတာဖြစ်တယ်လို့ခန္ဓာရဲ့အိဋ္ဌာသဘောကိုကောင်းကောင်းနားလည်လာမယ်ပေါ့အဲ့ဒီပုဂ္ဂိုလ်ဟာဟုတ်လား ဒါကြောင့်ပြည့်တဲ့ဘောသူတော်ကောင်းတို့တကယ်လက်တွေ့ကြိုးစားအထုတ်တဲ့နေရာမှာဒီခန္ဓာကိုဒလဇတ်တတိဆိုင်ပြီးတော့ဘာပဲဖြစ်ဖြစ်ကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်ဖြစ်ချင်တာဖြစ်ပါစေအဓိကငါရဲ့အလုပ်ကဒီဖြစ်နေတဲ့သဘာဝတရားကိုကောင်းကောင်းသိသိနေအောင်ကြိုးစားအထုတ်မယ်သူ့အကြောင်းကိုသိအောင်လုပ်မယ်ဟုတ်လားအဲ့လိုသိ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 နေမယ်ဆိုလို့ရှိရင်ဒီဖြစ်ပေါ်လာတဲ့သဘာဝတရားတွေရဲ့မမြဲခြင်းသဘော ချုပ်ပြောက်သွားတဲ့သဘောပြီးဆုံးသွားတဲ့သဘောမရှိတော့တဲ့သဘောကိုမသိနိုင်မိဘူးလားသိနိုင်တယ်ဟုတ်လားအဲ့ဒါလို့သိပါများလာပြီဆိုလို့ရှိရင်ခန္ဓာမှာဘာပဲဖြစ်ဖြစ်ကောင်းမဖြစ်ဖြစ်အဆိုးပဲဖြစ်ဖြစ်ဖြစ်ပေါ်လာတဲ့သဘာဝတရားတွေဟာချုပ်ပြောက်သွားတဲ့အတွက်ကြောင့်တကယ်စင်စစ်မကောင်းတဲ့တရားတွေမျှတာဖြစ်တယ်လို့ဟောဒုက္ခအချက်ကိုလည်းပဲသူတဖြည်းဖြည်းနဲ့နားလည်လာမယ်ပေါ့ဟုတ်ရဲ့လားပထမနားလည်မှာကအနိစ္စအချက်ကိုနားလည်မယ် ပဋိဌာပါများလို့ရှိရင်မမြဲဘူးပြောင်းလဲနေတယ်ဘာမှတည်တတ်နေတယ်ဆိုတာမရှိဘူးဆိုတာကိုသူကောင်းကောင်းသိမင်းပေါ့ဟုတ်လားအဲ့ဒီမမြဲတာကိုတကယ်ကောင်းကောင်းသိလာပြီဆိုလို့ရှိရင်ဘာတွေပဲဖြစ်လို့မှတည်တတ်နေတဲ့သဘောမရှိတဲ့အတွက်ကြောင့်ဘဝဟာတကယ်တမ်းကတော့အကောင်းမဟုတ်ဘူးဆိုတဲ့ဒုက္ခသဘောကိုတဖြည်းဖြည်းနဲ့နားလည်လာမယ်ပေါ့ရှေ့ဆက်ပြီးတော့ သတိပညာအားကြီးအောင်ကြိုးစားအထုတ်တဲ့အခါမှာအော်ဒီမမြဲတဲ့သဘောကိုလည်းပဲမြဲအောင်ဘယ်သူမှလှုပ်လို့မရဒီမကောင်းတဲ့သဘောကြီးကိုလည်းပဲကောင်းအောင်ဘယ်သူမှလှုပ်လို့မရဟုတ်လားသူ့သဘောကိုသူဆောင်းနေတာဘယ်သူကမှဒီမမြဲတာကိုမြဲအောင်မကောင်းတာကိုကောင်းအောင်ဝင်ရောက်ရှုပ်ဖက်လို့မရဘူးယုံနာမှန်ရင်တော့ဒီသဘောဝအတိုင်းပဲဖြစ်နေတာသို့ပြီးတော့ အနတ္တသဘောပေါ့နော်အဲ့ဒီသဘောတွေကိုတဖြည်းဖြည်းနဲ့သဘောပေါက်မလာပြီဘူးလားသဘောပေါက်လာမယ်အဲ့ဒါလိုဖြစ်တိုင်းဖြစ်တိုင်းတည်တည်နေလို့ရှိရင်ခန္ဓာရဲ့သဘောတဘာဝဖြစ်တဲ့မမြဲခြင်းအနိစ္စလက္ခဏာဆင်းရဲခြင်းဒုက္ခလက္ခဏာအနတ္တာမရှိခြင်းအစိုးမရမပိုင်တာခြင်းဆိုတဲ့အနတ္တလက္ခဏာတွေကိုသဘောပေါက်နားလေတဲ့ဉာဏ်ပညာဆိုတာကိုဒကာဓမ္မတို့အရှင်တို့ရနိုင်နေပေါ့အဲ့ဒီဉာဏ်ပညာရလာတာနဲ့အမြဲသောသောကား ြောခဲ့တဲ့ဒုက္ခကိုဖြစ်အောင်ဖန်တီးနေတဲ့တဏှာလောဘဆိုတဲ့တရားဟာတစ်ပြေးပြေးနဲ့ပါသွားမယ်နေသွားမယ်ပေါ့နော်ဒီဘက်ကအမှန်တိုင်းတည်တဲ့ဉာဏ်ပညာများလာတာနဲ့အမျှစန့်ကျင်ဘက်ဟိုဘက်ကဒုက္ခတွေကိုဖန်တီးတဲ့တဏှာလောဘဆိုတဲ့သမှုတရားသစ္စာဟာတစ်ပြေးပြေးနဲ့နေ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 သွားစရာအကြောင်းမရှိဘူးလားရှိတယ်။နောက်လောဘဆိုတာကကောင်းနေခြင်းလို့ဖြစ်တာလို့ပြောခဲ့ပြီးသားပေါ့ဟုတ်လားမကောင်းတာကြီးကိုမကောင်းဘူးလို့တည်လို့ရှိရင် လောဘဟာနှဲသွားစရာအကြောင်းမရှိဘူးလားရှိတယ်။တော့ဘလောက်အားထုတ်လို့လောဘတွေဘလောက်နှဲသွားမှလဲလို့အဲ့ဒါလိုအတိအကျတွက်ချက်တိုင်းတန်လို့တော့မရနိုင်ဘူးပေါ့။ဟုတ်လား။ဒီအချက်ကိုတရားဓမ္မတို့ဥယျာဉ်တို့ဟိုတိတိကျကျသိဖို့တော့မလွယ်ဘူးပေါ့။ဆိုရပါစို့ယောဂဖြစ်နေလို့ဈေးတောက်တဲ့အခါမှာအာယောဂဘူးတွေဘလောက်ကုန်သွားပြီ။ဟုတ်လား။အဲ့ဒါလိုမျိုးအတိအကျတရားဓမ္မတို့ဥယျာဉ်တို့ပြောဖို့ဆိုတာတော့မလွယ်ဘူး။ ဒါပေမဲ့လို့နေတာထိုင်တာလေးရှိလာပြီးတက်တောင့်တက်တာလေးရှိလာပြီးဆိုရင်ဒါယောဂတက်တာတယ်လို့ဆိုရမှာပေါ့ဟုတ်လားအဲ့ဒါလိုပဲသတိပဋ္ဌာန်တရားကိုကြိုးစားအထုတ်လို့အနေစာချက်ဒုက္ခချက်အနတ္တချက်တွေကိုထိုက်တဲ့လောက်သဘောပေါက်လာတယ်ဆိုရင်သဘောမပေါက်ခင်ကလောက်တော့စိတ်ထဲမှာတင်းကျပ်တာတွေပူလောင်တာတွေဟုတ်လားစိုးရိမ်တာတွေစိတ်ဆင်းရဲတာတွေကိုယ်ဆင်းရဲတာတွေမရှိနိုင်ပါဘူးအဲ့ဒါဆိုရင်ဒါယောဂတဖြည်းဖြည်းနဲ့တက်တာလာတဲ့သဘောလို့မဆိုနိုင်ဘူးလား ယောဂတတ္တရဲဆိုတာကယောဂရဲ့အကြောင်းတရားတွေနည်းသွားလို့ယောဂတတ္တတာပေါ့နော်အဲ့ဒီလိုပဲဥပမာတိုင်းပဲကမ္မဋ္ဌာန်းတရားကိုကြိုးစားအထုလို့နှုတ်ဝါတဲ့ပို့ပြီးတော့စိတ်ချမ်းသာလာတယ်အတိဉဏ်တွေကြီးလာတယ်ဘဝမှာနေတဲ့ထိုင်တဲ့ဖြစ်လာတယ်ဆိုလို့ရှိရင်ဒါကမ္မဋ္ဌာန်းတရားရဲ့အကျိုးကျေးဇူးလို့ပြောလို့မရဘူးလားညာတယ်အဲ့တော့ဦးဇင်းတို့ဒီနေရာမှာကမ္မဋ္ဌာန်းတရားကြိုးစားအထုကြတဲ့ပုဂ္ဂိုလ်တွေအတွက်အလုံးတရားမှတန်ဖိုးကြီးမားမယ် အလွန်တရားမှလည်းပဲအသုံးတည့်မယ်နော်တရားဂါထာလေးတွေရှိတယ်။ဥယျာဉ်တို့ဗတ္တိကရထသုတ်တံလို့တန်ခါနဲ့တင်ပတိမြတ်ကြီးတွေကခေါင်းစဉ်ပေးပြီးတော့မှတ်တမ်းတင်ခဲ့တယ်။အဲ့ဒီဂါထာလေးတွေရဲ့အကြောင်းကတရားအထုကြမဲ့ပုဂ္ဂိုလ်တွေအတွက်အလွန်မှတည်တည်နေလို့ထင်တယ်။အထူးသဖြင့်တရားစအထုခါစမှာပို့ပြီးတော့တောင်းတည်တည်နေလို့ထင်တယ်။နော် အဲ့ဒီကာထာလေးတွေအကြောင်းကိုအရှင်တို့ပြောကြည့်အောင်နော်တရားအထုတ်တဲ့နေရာမှာများစွာအထောက်အကူပြုနိုင်တယ်ပေါ့မိမိတို့စိတ်စဉ်းစားတဲ့အခါမှာတွေးတဲ့နေရာမှာလမ်းကြောင်းမှန်အောင်စဉ်းစားတတ်ဖို့တွေးတော်တတ်ဖို့အတွက်အများကြီးအထောက်အကူပြုမယ်ပေါ့အဲ့ဒီကာထာလေးတွေကဘာပြောထားတုံးဆိုတော့အတိတန်နာနွားကမေယနပတိခင်ခေအနာဂတံရတတိတံဗဟိနန္တအပတ္တင်္စအနာဂတံ ပိစုပန်နေစာယောဓမ္မတထတထဝိပတ္တိအတန်ရှိရာအတင်ကုတ်ပံတံဝိတော်မလူပြုဟေရေအဓိပ္ပာယ်ကဘာပြောတော့ဆိုတော့အတိတန်နာနွားကမေယပြီးခဲ့ပြီသားအတိတ်တွေကိုအစင်မလိုက်ပါနဲ့တဲ့နော်အတိတန်နာနွားကမေယပြီးခဲ့ပြီသားအတိတ်တွေကိုအစင်လိုက်မနေပါနဲ့တဲ့နပတိကင်ခေအနာဂတံ မဖြစ်သေးတဲ့အနာဂတ်ကိုလည်းပဲအစင်မလိုက်ပါနဲ့တဲ့ဟုတ်လားပြီးခဲ့ပြီသားအတိတ်ကိုအစင်မလိုက်နဲ့အနာဂတ်ကိုလည်းအစင်မလိုက်နဲ့အတိတန္တနာဂမေယနပ္ပတိကင်ခေအနာဂတံရှရာတိတံဗဟိနန္ဒအပတ္တင်္စအနာဂတံတဲ့ဘာပြုလို့လဲဆိုတော့ရှရာတိတံဗဟိနန္ဒပြီးခဲ့ပြီသားအတိတ်ဆိုတာမရှိတော့ဘူးတဲ့ရိုးရိုးလေးပဲနော်အတိတ်ဆိုတာဘာလဲတော့မရှိတော့ဘူးတဲ့ ယရတိတံပဟိနတံအပတင်္စအနာဂတံအနာဂတ်ဆိုတာလည်းပဲဖြစ်မလာသေးလို့တကယ်မရှိသေးပါဘူးတဲ့ရိုးရိုးလေးနော်အတိတ်ဆိုတာပြီးခဲ့ပြီပျောက်ခဲ့ပြီ မရှိတော့ဘူးအနာဂတ်ဆိုတာလည်းမဖြစ်သေးလို့တကယ်မရှိသေးဘူးဒါကြောင့်ပြီးခဲ့ပြီသားအတိတ်ကိုတွေးတောနေတာတွေစဉ်းစားနေတာတွေခံစားနေတာတွေမလုံးတဲ့မှုပေါ့နော်မဖြစ်သေးတဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့လည်းပဲကြောက်ကြနေတာတွေတောင့်တနေတာတွေမလုံးတဲ့မှုပေါ့ တကယ်တမ်းကအတိတ်ဆိုတဲ့နေရာမှာပြီးတော့ဘောင်းသူတော်ကောင်းတို့ဟိုမနှစ်တုံးကအရင်အရင်နှစ်တည်တုံးကအရင်လာတုံးကအဲ့တလောက်ဝေးกว่าတဲ့အတိတ်တွေကိုအဓိကရည်ရွယ်ပြီးတော့ပြောတာမဟုတ်ဘူးအဲ့ဒါလည်းပဲအတိတ်ပါပဲဟုတ်လားအတိတ်ဆိုတဲ့နေရာမှာဘလောက်ထိနိနိဆက်ဆက်သဘောပေါက်ထားမှလည်းမေးရင်ခုနတည်းလေးကဖြစ်ခဲ့တဲ့ကိစ္စကလည်းပဲအတိတ်ဖြစ်သွားပြီခုနတည်းလေးလို့ပြောတာတောင်နည်းနည်းကြားနေတယ် ဟုတ်လားအခုတင်လေးဩအခုခဏမရောက်ခင်စောစောကခဏရှိခဲ့တယ်မဟုတ်လားရှိခဲ့တယ်နော်အဲ့ဒါဘာဖြစ်သွားပြီတော့အတိတ်ဖြစ်သွားပြီဟုတ်လားအဲ့ဒီအတိတ်တွေကိုအကုန်လုံးဖျက်တော့ထားနေရမယ်အတွေ့အကြုံဝင်မလာစေရဘူးဟုတ်လားတကယ်တမ်းကတော့ဒကာဓမ္မတို့ဦးကြီးတို့တွေဟာတရားအထုတ်တဲ့နေရာမှာအဲ့ဒီအတိတ်ကိုအတိတ်မှာမထားခဲ့နိုင်တဲ့ကိစ္စကအများကြီးအနှောင့်အယှက်ဖြစ်မယ်လို့ထင်ဟုတ်လား ိတ်ကိုတန်ရောစင်မပြတ်ဘူးပေါ့အရက်ပြောလေးပြောရလို့ရှင်တကယ်တမ်းကအတိတ်ဆိုတာဘာမှရှိတော့တာမဟုတ်လုံးဝမရှိတော့ဘူးသူကပြီးဆုံးသွားပြီးပျောက်ကွယ်သွားပြီအဲ့ဒီမရှိတော့တဲ့အရာကြီးကကိုယ့်ရဲ့စိတ်ထဲမှာဝန်တုံးဝန်ပိုးကြီးတစ်ခုတစ်ပွဲဖြစ်မနေဘူးအရေးကြီးတယ်အဲ့ဒီအတိတ်တွေကိုပြန်ပြန်ပြီးတော့ဒုစွပြီးတော့ဟိုလာတမိုင်းเจ้าကိုလေ့လာတဲ့လူတယောက်လုံးပြီးခဲ့ပြီသားကိုယ့်ရဲ့အနေအထားတွေကိုမေ့မပြင်းနိုင်ဘူး ဲ့ဒီကိစ္စတွေကကိုယ့်ရဲ့စိတ်ထဲကိုအများကြီးလွှမ်းမိုးပြီးတော့နေနေတာမရှိဘူးလားရှိရနော်ဒါကြောင့်အလုတ်ကိစ္စတွေဟုတ်လားပြီးခဲ့ပြီးသားကိစ္စတွေတာဝန်တွေဝတ္တရားတွေအဲ့ဒါတွေကိုဒီအချိန်မှာခေါင်းထဲမှာတိတ်ပြီးတော့မထည့်သင့်ဘူးပေါ့ဟုတ်လားပြီးခဲ့ပြီးသားကိစ္စတွေကိုပြီးခဲ့ပြီးသားကိစ္စဖြစ်သည့်အားလျော်စွာထားခဲ့နိုင်ဖို့အရေးကြီးဘူးလားအရေးကြီးတယ်အဲ့ဒါလိုပဲအနာဂတ်နဲ့ပတ်သက်ပြီးတော့လည်းပဲ တခဏလေးတောင်ကျူပြီးတော့ဖြစ်လို့ရတာမဟုတ်နာဂတ်ဆိုတာလည်းပဲဟုတ်လားဘာမှတေချာတဲ့သဘောရေးရတဲ့သဘောလည်းရှိတာမဟုတ်ဒါကြောင့်တရားအထုတ်မဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီအချက်တွေကိုစောစောစီးစီးအမြင်ရှင်းထားတဲ့နေရောဟုတ်လားအတိတ်ဆိုတာကိုထားခဲ့နိုင်ဖို့အရေးကြီးတယ်အနာဂတ်ဆိုတာကိုကြိုးကြူပြီးတော့ရောက်ရောက်မနေဖို့အရေးကြီးတယ်ဟုတ်လားတကယ်တော့အမှန်တရားကိုသိအောင်ကြိုးစားအထုတ်တဲ့နေရာမှာအတိတ်ကိုအကြောင်းပြုပြီးတော့ မတားကိုသိဖိုမြင်ဖို့ဆိုတာမလွယ်ဟုတ်လားဘောဆိုအတိတ်ဆိုတာမှန်းဆရတဲ့သဘောဖြစ်သွားပြီဩကြားဘူးတာလေးတခုရှိတယ်လူတွေရဲ့မှတ်ညာဆိုတာအရင်ကြီးအားကိုးရလောက်အောင်ထက်မြက်တဲ့သဘောမရှိဘူးပြီးခဲ့ပြီသားအတိတ်ကိုမှန်မှန်ကန်ကန်သိဖို့ဆိုတာမလွယ်ဘူးပေါ့ဟုတ်လားဒါကြောင့်ပေးတဲ့ဘောင်းသူတော်ကောင်းတို့အတိတ်ဆိုတာမရှိတော့ဘူးလို့မြတ်စွာဘုရားကတော့ရိုးရိုးရှင်းရှင်းပြောထားတာနော်အနာဂတ်ဆိုတာမဖြစ်သေးလို့မရှိသေးဘူး ဒါကြောင့်ဒီအတိတ်နဲ့အနာဂတ်ကိုဒကာဓမ္မတို့ဦးဇင်းတို့တွေဟာမတွေးမိအောင်စိတ်ထဲမရောက်မိအောင် များများဖြတ်တောက်ထားနိုင်ဖို့အရေးကြီးတယ်။ခန္ဓာရဲ့သဘောတဘာဝအမှန်ကိုသိအောင်မြင်အောင်ကြိုးစားတဲ့အခါမှာပိစုပန်ကစပြီးတော့အဓိကထားပြီးတော့လေ့လာဖို့လိုတယ်ပေါ့။ဟုတ်လားပိစုပန်ဆိုတာအမှန်တရားနဲ့အများကြီးနှိစက်တယ်။သူလောလောဆယ်သိလို့မရဘူးလား။ညာတယ်နော်။ပြီးကြပြီးသားအတိတ်ဆိုတာကနော်စားခဲ့တဲ့ထမင်းတနက်ကိုတောင်မှဟုတ်လားဘလိုဟင်းနဲ့စားခဲ့တဲ့ မင်ခဲ့သလားမမင်ခဲ့ဘူးလားဘလို့ဖြစ်တယ်လဲညလို့ဖြစ်တယ်လဲအတိအကျတကယ်တော့ဥရှင်တို့မသိနိုင်တော့ဘူးဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားကအတိတ်ကိုအတိတ်မှာပဲထားခဲ့လိုက်ပြီးသွားပြီမရှိတော့ဘူးတန်ရိုးတင်ဖြတ်ခဲ့တော့ဟုတ်လားအဲ့လိုမျိုးကိုအိမ်မှာအလုပ်ကိစ္စတွေပြန်ပြီးတော့စဉ်းစားမနေနဲ့ဟုတ်လားအဲ့ဒါတွေကိုဘာမှစိတ်ထဲမှာဒီထိလိုက်ပြီးတော့အမြင်တမ်းမနေနဲ့နော်အဲ့လိုဆိုလို့ရှိရင်ကိုယ်လုံနေတဲ့အလုံနဲ့အဝဝင်ကြဖြစ်မှာမဟုတ် เนาะအဲ့ဒါလိုပဲအနာဂတ်ကိုလည်းပဲအများကြီးကြိုပြီးတော့စဉ်းစားမနေနဲ့တွေးတောမနေနဲ့ဟုတ်လားသူတော်ကောင်းတရားကိုတကယ်သိကျင်တယ်ဆိုလို့ရှိရင်ပြစ္ဆုတ်မှန်ဖြစ်စေယုံနံကိုအမှန်တိုင်းသိအောင် ကြိုးစားအထုတ်တဲ့အနေထားကနေစာကြရပါဘူးဒါကြောင့်မြတ်စွာဘုရားကပြစ္ဆုတ်မှန်နဲ့စာယောဓမ္မတထတထဝိပတ္တိတဲ့လောလောဆယ်အခု ဖြစ်နေတဲ့သဘာဝတရားကို အမှန်တိုင်းသိနေမြင်နေအောင် ကြိုးစားအထုတ်ရမယ် လောလောဆယ်အခုဖြစ်နေတဲ့သဘာဝတရားဟုတ်လားလောလောဆယ်သဘာဝတရားဖြစ်နေတဲ့သဘာဝတရားကိုတိ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 နေအောင်ကြိုးစားအထုတ်လို့တကယ်နားလည်လာပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာအတိတ်ကိုလည်းနားလည်သွားမှာပဲ။ဟောဆိုအတိတ်တုန်းကလည်းပဲဒီလိုသဘာဝတွေဖြစ်ခဲ့တာလို့သိနိုင်တဲ့အတွက်ကြောင့်ဟုတ်လားအနာဂတ်မှာလည်းပဲဒီလိုသဘာဝတွေပဲဆက်ပြီးတော့ဖြစ်နေအောင်မှာလို့သိနိုင်တယ်။ဒါကြောင့်တကယ်စစ်မှန်တဲ့ဉာဏ်ပညာကိုရကြတယ်ဆိုလို့ရှိရင် ဘာကိုအလေးထားဖို့လိုလဲဆိုတော့ပစ္စုပန်ကိုအလေးထားဖို့လိုတယ်ဒီနေရာမှာပစ္စုပန်ကိုအလေးထားရမယ်ဆိုတာပစ္စုပန်ကိုဖက်တွယ်ထားရမယ်လို့ဆိုလိုတာမဟုတ်ပစ္စုပန်မှာဖြစ်နေတဲ့သဘာဝတရားကိုအဓိကသိအောင်မြင်အောင်လေ့လာရမယ်စူးစမ်းရမယ်အဲ့ဒါကိုအရင်ပြုပြီးတော့အသိဉာဏ်ကိုရအောင်ကြိုးစားရမယ်လို့ပြောတာဟုတ်လားအေးအဲ့လိုပစ္စုပန်မှာဖြစ်နေတဲ့ယုံနာကိုအမှန်တိုင်းသိအောင်ကြိုးစားအထုတ်မယ်ဆိုလို့ရှိရင်လေအတန်ရှိတာအတန်ကုတ်ပန် အဲ့ဒီစိတ်ကလေးဟာတဏှာဒိဋ္ဌိတို့ရဲ့ဆွဲငင်မှုဆွဲဆောင်မှုကိုမခံရဘူးတဲ့အတံကုပံတော့ဒေါသတရားတွေနဲ့တဏှာဒိဋ္ဌိတို့ဖြင့်လည်းပဲဒီစိတ်လေးဟာပျက်စီးသွားတယ်လို့မဆိုနိုင်ဘူးတဲ့အလွန်တရာမှအဆင့်အတန်းရှိတဲ့အရည်အသွေးရှိတဲ့ဒီစိတ်ကလေးဒီဉာဏ်ပညာလေးကိုရမယ်ပေါ့ဒီစုံမှာဖြစ်နေတဲ့ယုံနံကို ိတိတိတိနေအောင်ကြိုးစားအထုတ်မယ်ဆိုလို့ရှိရင်အတန်ရှိတံအတန်ကိုပံလတ္တနာမာနဒိဋ္ဌိတွေမစွဲဆောင်နိုင်တဲ့မဖြည့်စည်နိုင်တဲ့အလွန်တရာမှမုံမြတ်တဲ့တော့ဒီဉာဏ်ပညာဆိုတဲ့သဘောလေးကိုကြံပဲအဲ့ဒီဉာဏ်ပညာလေးကိုပညာဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်တွေကများလာအောင်ပွားရပဲတဲ့ပိစုပန်နင်္စယောဓမ္မတထတထဝိပတ္တိအတန်ရှိတံအတန်ကိုပံတံဝီတော်မနုပြုဟေ့ရေနော် အဲ့ဒီဉာဏ်ပညာလေးတွေများလာအောင်အဲ့ဒီပုဂ္ဂိုလ်ဟာပွားများရမယ်။ဒါကြောင့်ပေးတပ်ပေါင်းသူတော်ကောင်းတို့တရားအထုတ်ကြမဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာဒီအချက်လက်လေးတွေကိုနားလေသဘောပေါက်ထားဖို့လိုတယ်။ဟုတ်လား။အတိတ်ကိုပြန်ပြီးတော့မစဉ်းစားနဲ့။เนาะအတိတ်ကိုတန်ရောစဉ်ဖြတ်နိုင်ပါစေ။အနာဂတ်နဲ့ပတ်သက်ပြီးတော့အများကြီးတွေးရပြီးတော့ပူပန်းနေတာမျိုးတောကတွေရောက်နေတာမျိုးကြောက်ကြနေတာမျိုးမဖြစ်တဲ့ဘူး။ပိစုပန်ကိုအဓိကထားပြီးတော့လေ့လာရမယ်။သိအောင်နားလေအောင်ကြိုးစားရမယ်။ ဒီနေရာမှာပေးသပေါင်းတရကောင်းတို့ဟိုမြတ်စွာဘုရားလက်ထက်ကဥက္ကသေနာကိုမြတ်စွာဘုရားဟောထားတဲ့ဂါထာလေးကိုညှက်ပြောရင်တော့တော်တော်ကောင်းပဲဗျဟုတ်လားဥက္ကသေနာဆိုတာပေးတို့ကြားဥပါလေဟုတ်လားဩဆက်ကသမားလေးအတောင်60မြင်းနဲ့ဝလုံးတိုင်ထက်ကိုတက်ပြီးတော့ဂျွန်းပါဖြစ်ပြီးတော့ပြစားတဲ့ဆက်ကသမားသူကတတိတာတယောက်ပါနော်အဲ့လိုဆက်ကပြတဲ့မျိုးသမီးတယောက်ကိုဩချစ်ကြိုက်ပြရကနေပြီးတော့ အဲ့ဒီမြို့သမီးရဲ့ဖေကမင်းကသမီးကိုရချင်းရင်ငါတို့နောက်ကိုလိုက်ခဲ့ဆိုတော့သူလိုက်သွားတာပေါ့ကိုရောက်တဲ့အခါကျတော့မြို့သမီးကတက်ထားတဲ့ပညာကိုအကြောင်းပြုပြီးတော့ဥက္ကဒေနာကိုအထင်သေးတယ်ပေါ့အထင်မဲ့မြင်ဆက်ဆံတယ်ပေါ့အဲ့ဒီမှာယောက်ျားတို့ရဲ့မာနနဲ့သူဘာကိုအကြောင်းပြုပြီးတော့မာနကြီးတယ်လေ။အော်သူတက်ထားတဲ့တက်ပညာကိုအကြောင်းပြုပြီးတော့မာနကြီးတာဦး အဲ့လိုဆိုရင်ငါကသူ့ထက်ပိုပြီးတော့တက်ပညာကိုသူတက်တဲ့တက်ပညာကိုတက်အောင်ကြိုးစားမယ်ဆိုပြီးတော့ကြိုးစားလာအဲ့ဒီတတိသားကအဲ့ဒီမှာသူကပိုပြီးတော့တက်ပညာကိုတက်တဲ့ပုံကိုဖြစ်သွားတယ်အဲ့ဒါတနေ့တော့မျိုးထဲမှာသူကအဲ့လိုသူ့ရဲ့တက်ပညာကိုပြတာပေါ့ပြတဲ့အချိန်မှာရှင်မမောက္ကလံအမှုပြုတယ်ရသော်ဘုရားအမှုပြုတယ်အရှင်မမောက္ကလံနောက်လိုက်ဟောတန်ဃာတော်ရှင်မြတ်ကြီးအကုန်လုံးခြံရံပြီးတော့ကြွလာကြတော့ပိဋကတ်ကမြတ်စွာဘုရားကိုပဲကြည်ကြတယ်အဲ့ဒီမှာသူနည်းနည်းအားငယ်သွားတယ်ပေါ့ ဒီတော့မှမြတ်စွာဘုရားကရှင်မာမောက္ခလံကိုခြေသားမောက္ခလံဥက္ကသေနာကိုသူတက်ထားတဲ့တက်ပညာကိုပြပါစီပြပါလို့ပြောကြည့်ဆိုတော့ရှင်မာမောက္ခလံကသွားပြောတယ်ပြောတော့မှသူဝမ်းမြောက်ဝမ်းသာပြရတယ်ပေါ့အဲ့ဒီတိုင်ထိပ်ပေါ်မှာနေနေတော့မှာပဲမြတ်စွာဘုရားကတရားဟောတာအော်ဩဇာတော်ကောင်းတယ်ဒါပေမဲ့အလွန်ညံပါတယ်ပေါ့အဲ့ဒီတရားအလွန်မှလည်းပဲစဉ်းစားစရာကောင်းတယ်ဘာပြောတာတော့ဆိုတော့မုံစပ်ပုရိမုံစပ်ပစ္စတော်မိစေမုံစပ်ဘောတပါရကူတဲ့ မုံစပုရိပုရိဆိုတာရှည်တုံးကလို့အဓိပ္ပာယ်နော်အတိတ်ပါပဲဟုတ်လားရှည်တုံးကဖြစ်ခဲ့လားရှည်တုံးကဆိုတော့ဟိုးဝေးလံတဲ့ရှည်ကိုကြီးတခုတည်းရည်ရွယ်တာမဟုတ်ဘူးနော်စောစောကဖြစ်ခဲ့တဲ့ဟာဖြစ်သွားပြီတော့ရှည်ဖြစ်သွားပြီဟုတ်လားအလွန်နီးကပ်တဲ့ရှည်လို့ပြောရမှာပေါ့ဟုတ်လားအဲ့ဒီရှည်ရှည်ဖြစ်ခဲ့တဲ့အရာတွေရဲ့အပေါ်မှာမုံစလွတ်လိုက်ပါတဲ့ရိုးရိုးလေးနော် ဖြစ်ခဲ့ပြီးသားရှေးကိုမလိုရမှာတော့လှုပ်လိုက်ပါတဲ့မုံစံပူတွေနော်ရှေးမှာဖြစ်နေတဲ့အရာတွေရဲ့အပေါ်မှာလှုပ်လိုက်ပါတဲ့မုံစံပူတွေမုံစံပစ္စတော်တယ်ပစ္စတော်ဆိုတာနောက်နောက်ဆိုတာကမဖြစ်သေးတာကိုပြောတာအဲ့ဒါရဲ့အပေါ်မှာလည်းပဲမုံစံလှုပ်လိုက်ပါတဲ့ဟုတ်ဟုတ်လားဖြစ်ခဲ့ပြီးသားတွေရဲ့အပေါ်မှာလည်းလှုပ်လိုက်ပါဆွန့်လွတ်လိုက်ပါဒါကိုတွယ်ကပ်မနေပါနဲ့တိမ့်ပိုက်ထားမှလားမနေ့ ထက်တွယ်ပြီးတော့မထားပါနဲ့စိတ်ထဲမှာဘာမှဒီဥစ္စာကကိုယ့်ကိုအခဲအခဲအနှောင့်ယှက်ဖြစ်မနေပါစေနဲ့ပေါ့ဟုတ်လားအဲ့ဒါလိုပဲနောက်ဆိုတာမဖြစ်သေးဘူးအနာဂတ်ပေါ့နော်အဲ့ဒါရဲ့အပေါ်မှာလည်းဘာလို့ရမှာတော့လွတ်လိုက်ပါတဲ့အဲ့ဒါကိုလည်းပဲတရားတော်တို့အရှင်တို့တွေကမဖြစ်သေးပဲနဲ့ကြွတင်ပြီးတော့စုတ်ကင်ထားတာမရှိဘူးလားရှိတာပေါ့အခုတရားစကားဝင်လို့ရှိရင်ဘလောက်ထိပြစ္ဆုတ်ပံတဲဖို့လိုလဲအကျဉ်းမြအဖြစ်အာငါတို့တရားဗန္ဓကျင်းထိုင်ခဲ့ပြီး အဲ့ဒါလေးစဉ်းစားမနေနဲ့ဟုတ်လားတရားထိုင်နေတဲ့အချိန်မှာအချိန်မလောက်မြန်းကြံနေသေးလေဒါအနာဂတ်ကိုစဉ်းစားတာစဉ်းစားမနေနဲ့ငါဆက်ပြီးတော့ညောင်းမြညောင်းနေမှာလားငါထိုင်မှထိုင်နိုင်မှမလားအဲ့ဒါပါတော့အဲ့ဒါအနာဂတ်နော်အဲ့ဒါကိုဘာလုပ်နေတာတော့ဆုတ်ကန်နေတာမလွတ်နိုင်ဘူးပေါ့ဟုတ်လားအဲ့ဒါနောက်ကိုမလွတ်နိုင်တာအဲ့ဒါကြောင့်မလို့တချို့ကလောလောဆယ်အဆင်မပြေဖြစ်နေဟုတ်လားနောက်ကိုမလွတ်နိုင်တာနဲ့လောလောဆယ်အဆင်မပြေဖြစ်တယ် ်ဩရှင်းကိုမလွတ်နိုင်တာနဲ့လောလောဆယ်အဆင်မပြေဖြစ်တယ်တကယ်တမ်းကအတိတ်ဆိုတာမရှိတော့ဘူးเนาะသို့တော်လည်းပဲပြန်တွေးတဲ့စိတ်ကလေးကတော့ရှိတယ်ဟုတ်လားအဲအတိတ်ကတော့မရှိတော့ဘူးပြီးခဲ့ပြီလားကိစ္စကတော့ဘာမှမရှိတော့ပါဘူးသို့တော်ဘာမှမရှိတာကြီးကိုဒကာဓမ္မတို့ဦးဇင်းတို့တွေကပြန်ပြီးတော့စဉ်းစားတဲ့အခါမှာစဉ်းစားတဲ့သဘောလေးကတော့ရှိတယ်ဟုတ်လားအဲ့ဒီရှိတဲ့သဘောလေးကတော့ပိစုပန်အမှန်တရားလေးပဲအဲ့ဒါကိုတော့သိအောင်ကြိုးစားရမယ်ဟုတ်လားအနာဂတ်ဆိုတာမရှိသေးဘူး သို့သောလှမ်းကြူပြီးတော့စဉ်းစားတဲ့သဘောလေးကတော့ရှိတယ်။အဲ့ဒါကိုကအဲ့ဒါကိုအဲ့ဒါကိုကတော့တရားမတော်အရှင်တို့တရားတိအောင်ကြိုးစားရမယ်။အဲမြတ်စွာဘုရားက မုံစံပုရိမုံစံပစ္ဆံတော်ရှင်းအစွန်းကိုလည်းလွှတ်လိုက်ပါ။ရှင်းတော့မှဖြစ်ခဲ့တာကိုလည်းလွှတ်လိုက်ပါ။နောက်မှဖြစ်မဲ့အရာတွေရဲ့ပုံမှန်ကိုလည်းလွှတ်လိုက်ပါတဲ့။မုံစံပုရိမုံစံပစ္ဆံတော်မေစီမုံစံဘောတာပါလို့လည်းဟော မေစီမုံစံလေမေစီဆိုတာအလဲ လဲဆိုတာကအခုဟာကိုပြောတာခုလောလောဆယ်ဖြစ်နေတာကိုပြောတာနော်အဲ့ဒါကြီးအပေါ်မှာလည်းပဲမုံစလွတ်လိုက်ပါတဲ့သူ့ကိုလည်းပဲလောလောဆယ်ဖြစ်နေတာကြီးကိုလည်းပဲအထင်တကြီးနဲ့ဟောစုပ်ကင်ထားเสียမလို့သူလည်းပဲခုပဲဖြစ်ပြီးတော့ခုပဲမရှိတော့မယ့်အရာနောက်ထပ်ထပ်ပြီးတော့ဖြစ်မယ်အဲ့ဒါလည်းပြီးဆုံးသွားမယ့်အရာချုပ်ပြောက်သွားမယ့်အရာဘာမှသူ့ကိုလည်းပဲစုပ်ကင်ထားเสียအကြောင်းမရှိဘူးဆွဲလန်းเสียထားเสียအကြောင်းမရှိဘူးဒီကနေ့ကတော့ ဘာမှအဖိုးမတန်တာတွေဖြစ်ခဲ့တာဘာမှအဖိုးမတန်တာတွေဖြစ်နေတာဘာမှအဖိုးမတန်တာတွေဆက်ပြီးတော့ဖြစ်အောင်မှာအဲ့ဒါကိုကိုကိုတိုင်ညံနဲ့နားလည်ဖို့အကျိုးစားအထောက်ကြာခုဒီကရမတို့ဦးကျင်းတို့တွေကဦးကျင်းတို့လည်းဒါဒီတိုင်းမှာပဲအဝိဇ္ဇာရဲ့လှည့်စားမှုကိုကောင်းကောင်းခံရတဲ့အတွက်ကြောင့်ဘာမှအဖိုးမတန်တဲ့အရာတွေကိုတကယ်ကိုအဖိုးတန်တဲ့နော်အဓိကကြတဲ့တော်တော်တန်ဖိုးကြီးတဲ့အရာကြီးလို့ထင်တာအဲ့ဒီအထင်ရှိတဲ့အတွက်ကြောင့်အများကြီးချုပ်ကင်ထားတဲ့သဘောရှိတယ် လောလောဆယ်အနေထားကိုမပြောနဲ့ပြီးခဲ့ပြီသားကိုလည်းမလွတ်နိုင်ဘူးဟုတ်လားအနာဂတ်ကိုလည်းမလွတ်နိုင်ဘူးလောလောဆယ်မှာလည်းမလွတ်နိုင်ဘူးအဲ့ဒီတော့ဘာဖြစ်တုံဆိုတော့အယံဝင်တို့ဝင်ဖို့ကြီးတယ်ဆိုတဲ့အတိတ်ပဲဟုတ်လားဒါကြောင့်မြတ်စွာဘုရားကရှေးကိုလည်းလွတ်လိုက်ပါနောက်ကိုလည်းလွတ်လိုက်ပါအလဲကိုလည်းလွတ်လိုက်ပါတဲ့ဘာကိုမှစုတ်ကိုင်မထားနဲ့နားလည်းကိုပဲကြိုးစားကြရပါဟုတ်လားဘာကိုမှစုတ်ကိုင်မထားနဲ့နားလည်းကိုတိဖို့ပဲကြိုးစားကြရပါဟုတ်လား အဲ့ဒါလိုမြတ်စွာဘုရားကဥက္ကတေနာကိုဟောတဲ့ဂါထာလေးနဲ့ခုနတုန်းကနဗတ္တိကာထာတုတ်တန်တွဲပြီးတော့ပြောကြရမကောင်းဘူးလားကောင်းတယ်နော်ပုံစံပူရီမုံစံပစ္စတော်မေဇီမုံစံဘောတ္တပါရကိုအဲ့ဒါလိုလွတ်မယ်ဆိုလို့ရှိရင်ဘောတ္တပါရကိုဘဝရဲ့အဆုံးကိုရောက်မယ်သိမယ်ဟုတ်လားမုံစံပူရီမုံစံပစ္စတော်မေဇီမုံစံဘောတ္တပါရကိုတပ္ပတဝိမုဒ္ဒမာနတနပုဏ္ဏဇာတိစ္ဆံဥပိဟိတိတဲ့အဲ့ဒါဆိုရင်ကုံလုံးကလွတ်မြောက်ပြီးတော့ကိလေသာတွေကလွတ်မြောက်ပြီးတော့ နော်တဖန်ပရိသေနေရတယ်ဆိုတဲ့ဆင်းရဲခြင်းရဲ့အကြောင်းဇာတိဆိုတာသင်ဖြစ်စရာအကြောင်းမရှိတော့ဘူးတဲ့ဒါလေးပဲပြောလိုက်တာပဲဉာဏ်ပညာကလည်းအလွန်ထက်မြတ်ပါဠိကလည်းထူးတဲ့ပုဂ္ဂိုလ်တစ်ချိန်လုံးကလည်းဘဝအကြောင်းခန္ဓာအကြောင်းကိုသိအောင်မြင်အောင်ကြိုးစားအထုတ်ထားခဲ့တဲ့ဉာဏ်ပညာတွေကလည်းရှိလာတာဖြစ်မှာပေါ့ဟုတ်လားဒါကြောင့်အဲ့ဒီဂါထာရဲ့အဆုံးမှာပဲအတောကုန်ခန့်တဲ့ယဟန္တာဖြစ်တယ်ဒါကြောင့်ဘေးတပ်ပေါင်းသူတော်ကောင်းတို့ကမ္မထန်တရားအထုတ်တဲ့နေရာမှာ ပြီးခဲ့ပြီးသားတွေကိုလည်းလွှတ်လိုက်ပါမဖြစ်သေးတာတွေကိုလည်းပဲလွှတ်လိုက်ပါ မရှိတာတွေကိုအရှိလုပ်ပြီးတော့တွေ့တာမနေပါနဲ့ကြောင်ကြမနေပါနဲ့ရှိမှမရှိတော့တဲ့ကိစ္စမရှိဘူးဆိုတာကိုသိရင်လွတ်ဖို့လွယ်မှာပါဟုတ်လားရှိတဲ့ထင်းနေလို့အဲ့ဒါကိုမဖြစ်နေတာတော့ဆုံးကိုင်းနေတာဟုတ်လားအခုလုံလုံးစေဖြစ်နေတာကလည်းပဲကြည်တုံးမှာပဲကြည်နေစေမှာပဲမရှိတော့ဘူးမရှိတော့ဘူးနောက်ထပ်အသိဖြစ်တယ်မရှိတော့ဘူးမရှိတော့ဘူး ਨੇ သူကလည်းကုံဆုံးကုံဆုံးလိုက်နေတာပဲဟုတ်လားအေး အဲ့ဒါကိုသိမယ်ဆိုရင်ပြစ္ဆုတ်ပံကိုလည်းပဲလွတ်နိုင်ဖို့မလွဲကူဘူးလားအမှန်တရားကိုသိရင်ဒါလွတ်နိုင်ဖို့အတွက်လွယ်မယ်ပေါ့